ငမန်းသွားငမန်းနှုတ်သီးကိုနှုတ်သီးဒါကလွှတ်သွားလွှတ်လွှတ်သွားငမန်းလို့ခေါ်မှာနော်အဲ့ကောင်ရဲ့နှုတ်သီးသူ့ရဲ့ပိတ်သချင်ကအချိန်လေးရနင်းနေနောနောပိတ်သချင်တော့မဟုတ်ဘူးပြအားလုံးပဲမင်္ဂလာပါဒီကမှာတော့တက်ခိုက်ရေးကိုစိတ်ဝင်စားကြတဲ့အမျိုးအစ်အတွက် one championship နဲ့ USC ဘရားပူကောင်းလဲဆိုရဲပတ်သက်ပြီးတော့ဘလာသားတယောက်ပြောပြတာတဲ့ record လေးကို reaction လုပ်ပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့အတူကြည့်လိုက်အောင်ပါကြီးတင်နာဝိုင်းအကြောင်းနဲ့တကြီးစို့ခေါ်ပုံထောက်တဲ့ကမင်းမင်း USC ပွဲကြီးကြည်တာတော်တော်ကြာလောက်ပြီ เนาะตะจี้ဆိုတဲ့အတုံးတော့ငါတို့ခေဟောင်းလူတွေရဲ့အတုံးတော့ပါဒါရှင်းရှင်းပြောတာငါတို့စပြောခဲ့အဲဆိုတော့ဒနာဝိုင်ចောင်းပြောဆိုကျွန်တော်ကျွန်တော်ပြောတဲ့လိုပဲပြောမှာเนาะပုံလေးတွေတွဲပြပါလို့ဗီဒီယိုလေးတွဲပြပါဆိုကျွန်တော်အဲ့ဒါတွေကလိုင်းပေါ်မှာရှာလို့ရတယ်เนาะရှာလို့ရတယ်ဒါကျွန်တော်ပုံကန်တိုင်းပဲကျွန်တော်ပြော USC President မှာတကြီးอ่ะเนาะ USC President Dana White Dana White Frederick JR တဲ့ Dana Frederick JR တဲ့သူ့နာမည်อ่ะเนาะဆိုတော့အသက်ရှိအသက်55နှစ် USC President နော်ခလေး၃ယောက်ရှိရဲ့သား၂ယောက်သမီး၂ယောက်နော်နော်ဟိုပြောချင်တာဟိုကြီးစားလည်းမမြောက်တယ်နောက်ဘက်ကတယောက်ဆိုတယောက်ဘရော့ဆိုဘရော့နော်နော်ဆိုတော့ဒါသူ့ရဲ့ဒါ profile UFC မှာဆိုတော့တစ်နှစ်တစ်နှစ်ကိုဒေါ်လာတန်း20ရရတယ်လာစား UFC မှာလည်း तू ကရှယ်ယာပါပါတယ်ဒါကျွန်တော်ရှာဖွေပြီးပြောတာပါကျွန်တော်တကယ်ဆိုဒီ chat လက်ပိုင်းညကျွန်တော်တိတ်မသိပါဘူးအဲဆိုတော့နောက်တစ်ခုထပ်ပြောချင်တာဒါ UFC မှာ ဒနာဘွဲက USC ဘလို့ရောက်လာတယ်လေအရင်တော့ကငငယ်တော့ကဒနာဘွဲက Porter မှာ Bay Boy ခေါ်မလားအထုတ်တဲ့လူ Housekeeping ခေါ်သလားကျွန်တော်အဟိုတယ်သုံးနှောင်းနေတိတ်မသိလို့နော် Bay Boy ပဲကျွန်တော်သုံးလိုက်မယ်အဲ့ဆိုတော့အဲ့လိုမျိုးသူကလုပ်ဘူးတယ် Housekeeping လားပါလားတော့ဟိုကလုပ်ဘူးတယ်အဲ့တော့အခုချိန်မှာတချို့တွေကိုကဟိုဟိုတယ်မှာတည့်ရမလား Bay Boy လုပ်နေလို့ရှိလို့ရှင်အားမငယ်ပါနဲ့နောက်တစ်ချိန်မှာဒနာဘွဲတို့အားမငယ်ကြတယ်ဟုတ်ရဲ့စီးရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်ပါတယ်။ဖိတ်ခိုင်းခြင်းဖြစ်သွားနိုင်ပါတယ်။နောက်ပြီးတော့ဒန်နာဘွဲကဟိုအားတို့လိုပဲမတ်စုကဘက်တို့လိုပဲသူကចောင်းပြီးအောင်တောင်းចောင်းထွက်လိုက်တာနော်ဒါလည်းကျွန်တော်တို့အားထားမယ်အချက်တစ်ချက်ပဲကျွန်တော်ဟုတ်တယ်ဟုတ်တယ်နော်ကျော်လည်းចောင်းထွက်တာပဲဒန်နာဘွဲလည်းနော်ចောင်းထွက်လိုက်တာပဲចောင်းပြီးအောင်တောင်းထွက်ပလိုက်အဲ့ဟိုတယ်ခုနကပြောတဲ့ဟိုတယ်လုံးမှာလည်းတိတ်မကြောက်ဒန်နာဘွဲငငယ်တော့ဈာရှိတယ်ဈာရှိတယ်နော်ထိုးထိုးထိုးတယ်ကြိတ်တယ်ဈာရှိတယ်အဲ့ကြောင့်တော်တော်တော့အလုပ်တွေမမြဲတာဈာရှိတယ်ဆိုတော့ဟိုတနေ့ကကျွန်တော်မန်းတစ်ခုတွေ့တယ် အာချက်ဖီနဲ့တဲ့ချက်ဖီနဲ့တန်ဟဝိုင်းနဲ့ထိုးရင်ဘယ်သူနိုင်မလဲတဲ့ချက်ဖီက BGD black ပဲတန်ဟဝိုင်းကငငယ်တော့အစားရှိတယ်ဘောင်းစင်ပျော်ရန်ထိုးဘူးတယ်အဲ့တော့တွေးကြည့်ပေါ့နော် weight ကတော့တန်ဟဝိုင်းစီးမယ်နဲ့တူးတယ်တကယ်လို့ဒါအသက်ရွယ်တွင်ချက်ဖီမလွယ်တော့ဘူးနော် weight ကြီးရင်သူလှဲလို့မလွယ်ဘူးလေဒါဆက်ဆက်ပြီးပြောပြတာပါနော်အဲ့ဆိုတော့ရနာဝဲကအိုက်ကနေပြီးရောသူထွက်ထွက်ပြီးနောက်ဆုံးသူ UFC ဘက်ရောက်တဲ့အကြောင်းကိုပြောရလို့ရှိရင်တစ်တိုအော်တစ်နဲ့ချက်လက်တယ်သိပါနော် The Iceman KE ကိုလိုင်းမြင်းကြီးထိုးထိုးပြီးထိုးတဲ့ Iceman နော် အဲ့ဒါဆိုသူတို့နှစ်ယောက်ရဲ့မန်နေဂျာလုတ်ဘူးပါလေချန်ပီယံနှစ်ယောက်ကိုလုတ်မန်နေဂျာလုတ်တဲ့ကစားသမန်နေဂျာလုတ်တာဆိုတော့ဟိုဩသာရှိတယ်ကွာဒနာဝိုက်ပုံစံနဲ့လုတ်လုတ်တာတည်တည်တန်းတန်းနဲ့ဆိုဩသာရှိတယ်ဩသာရှိတယ်အဲ့ဒီအချိန်မှာ UFC ပွဲတွေကလုတ်နေပြီเนาะလုတ်နေပြီအဲ့တော့ဘာပြောလဲဆိုတော့အဲ့ UFC အဖွဲ့အစည်းကိုသူကသူတငယ်ချင်းနှစ်ယောက်ကိုဝယ်ဖို့ပြောတယ်သူတငယ်ချင်းနှစ်ယောက်ဖြစ်ချင်းတော့ကွာ UFC ဘက်ကသူတငယ်ချင်းနှစ်ယောက်ကဝယ်လိုက်တယ်ဝယ်လိုက်တော့သူအဲ့မှာ pre ဒနာဝိုက်က UFC president ဖြစ်လာတယ်ကွာဖြစ်လာပြီးတော့နောက်ပြီးတော့ဒီ estimate fighter ပြောင်းဝင်ရည်လုပ်တယ် estimate fighter ပြောင်းဝင်သိရမလား line မှာတော့ name ကျတော့ Cody Garbrandt နဲ့ corner နဲ့ရန်ဖြစ်တဲ့ video တွေအဲပြီးလို့ရှိရင်ဝါနာလဲ Saber နဲ့ Chelsea နဲ့အဲ့ estimate fighter ပြောင်းဝင်ဟိုဘက်ဒီဘက် champion နှစ်ယောက်ဖြစ်စီ name ကြီး fighter နှစ်ယောက်ဖြစ်စီနီးပြလုပ်ပြီးထိုးရတယ်ကွာမအခုတက်ရှိ name ကြီးနေတဲ့အထဲမှာလဲ estimate fighter ကိုတက်လာတဲ့လူတွေအများကြီးပဲနော်ဆိုတော့ အဲ့မှာတင်ဒေနာဝါကတဖြည်းဖြည်းနဲ့ USC ဖွဲ့စည်းကိုသူအောင်မြင်အောင်လုပ်တယ်အောင်မြင်အောင်လုပ်တယ်သူကိုယ်တိုင်လည်းကြိုးစားတယ်လို့တော့ဒီ USC president ဖြစ်လာတယ်ပဲဆိုပါတော့ကွာဒါလွယ်လွယ်ပြောတာနောက်နောက်ခုဒေနာဝါအကြောင်းကိုပြောဒေနာဝါက Ronaldo စီနဲ့မရှင်းမရှင်းဖြစ်ဘူးဒေနာဝါစီသိရနော်ကော်နာလိုရဲ့ USC ကိုအများကြီး promote လုပ်ပေးခဲ့တဲ့ကစားသမားပါ Ronaldo စီနော် fashion favorites မှာလည်းပါတယ်ပြီးလက်ရှိ value ကြီးသွားထိုးနေတယ် Ronaldo စီတော့မသိရလို့မရှိတော့ပါဘူးနည်းနည်းဘာဘာညာညာရှိရလို့ကြားတယ်ဒါထားတော့နောက်တစ်ခု ဒနာဝိုက်ကဒေါ်နယ်ထရန့်နဲ့ဒေါ်နာဒနာဝိုက်နဲ့နော်ဆက်ဆံရေးကောင်းရှိပါတယ်ဒီဒေါ်နယ်ထရန့်ဒီဟိုမဲနိုင်တော့ဒနာဝိုက်ကသွားပြီးတော့စကားတွေပါပြောဂုံပြူစကားတွေပါဒနာဝိုက်ကပြောရသေးတယ်အဲ့သူတို့ဒီပါတီအောင်ဝဲခံတဲ့ခန်းနာမှာဘာကြောင့်ဟိုဟာဖြစ်တယ်ဆိုတော့အာ UFC ပွဲတွေကိုဘယ်မှာမှပေးမလို့တဲ့အချိန်မှာဒေါ်နယ်ထရန့်သူ့ပိုင်တဲ့အဆောက်အအုံမှာပေးလုံမှုပါတယ်ပွဲတွေနောက်ပြောမစရင်ငါကန်ကြုံမိကြုံကိုင်းမိပေါ့ နော်ပါတီစည်းရုံးရင်းလေးမှာလည်းနန္ဒဘက်ကပတ်စံနေပါရေးလှူရဲရံမုံငွေလေးပါရေးလှူရဲအဲ့လိုမျိုးရှိတယ်နောက်တစ်ခုဒန်နာဝိုက်နားသွားလို့ရှိရင် UF သူ့နေရာကိုဘသူဆက်ခံပါလဲပုံမှန်ဆိုလို့ရှိရင်တော့ကျောင်းကြီး UFC ဖိုင်နိုက်ဒီမှာဒန်နာဝိုက်မရှိလို့ရှိရင်ဒီပိုလိုအိင်းနဲ့ပဲလေအဲ့ပဲဖြစ်ဖို့များတယ်လို့ပြောတယ် face off လုပ်တဲ့ပဲနော်ဒါပေမဲ့ဒန်နာဝိုက်ကိုတရင်နောက်တယောက်ကမေးဘူးတယ်တကယ်လို့တဲ့သူလာနားသွားလို့ရှိရင်သူ့နေရာကိုဘသူဆက်ခံခုနကဗီဒီယိုမှာလည်းကျွန်တော်ပြောတယ် ဒီစီဖြစ်နိုင်လားပေါ့ဘာလို့အဲ့လိုပြောလဲဆိုဒီစီကဩသာရှိတယ်ကစားသမားတွေပေါ့မှာတခြားလူနဲ့မတူဒါကြောင့်ပြောဒန်နာဝိုက်ကတော့မဖြစ်နိုင်ဘူးလို့ပြောတယ်ကျွန်တော်တို့အမြင်ပြောရလို့ရှိရင်တော့လေဒန်နာဝိုက်ဒါနာဝါလို့ရှိရင် နာဝါလို့ရှိရင်သူ့နေရာကိုကျွန်တော်တခြားတယောက်မြင်ကြည့်လို့မရဘူးဒါတကယ်ပြောရမြင်ကြည့်လို့မရ UFC နဲ့ဒန်နာဝိုက်နဲ့တကြီးနဲ့ UFC နဲ့ UFC နဲ့တကြီးနဲ့နော်ဟိုကြောင်းလို့မရခွဲလို့တော့မရဘူးသိလားဒါပေမဲ့အချိန်တန်လို့ရှိရင်ဒါတွေက everything is gone ဘောနော်ဆိုတော့ကျွန်တော်ကတော့တကယ်ဒီစီမဟုတ်ရင်တော့တခြားကစားသမားတယောက်ကိုကျွန်တော်ကဖြစ်စေချင်တယ်ဒါအမှန်တိုင်းပြောတာဟိုဒီစီဆိုလဲဒီစီကတခြားတယောက်ဆိုလဲတခြားတယောက်ပဲလူကြီးလူကောင်းလဲဆန်အမယ်ပေါ့နော်အဲ့လိုမျိုးကစားသမားတယောက်ဖြစ်စေချင်တယ်ဘာလို့ဆိုတော့ကိုရင်းနှီးတဲ့လူရဲ့မျက်နှာကိုပဲကြည့်ချင်တာပဲတဲ့လားဟိုဟာဖြစ်တာအဲ့လိုမျိုးတော့ကျွန်တော်တို့တွေ့တန်းတာပါလဲနောက်ထပ်သူဆက်လုပ်လို့ရှိရင်တော့60နာနီးလို့ရှိရင်တော့နားဖို့များတယ်ဒါဖို့များသူကြကြကြီးတော့ဒီအတော့မှာသူလုံးမှာမဟုတ်ဘူး ဝိချဖို့အကောင်းဆုံးတိုက်ခိုက်ရေးအားကစားနော်ဝိချခြင်းတယ်တိုက်ခိုက်ရေးအားကစားနိုင်ပဲဝိချခြင်းတယ်โอเคဒါတော့ဝိချခြင်းနဲ့ brother ရဲ့အတွက်ပေါ့နော်ဒါမျိုးဆိုလို့ဒါဖြစ်ဖြစ်မယ်ပေါ့နော်ဆိုတော့โอเคဝိချခြင်းနဲ့တိုက်ခိုက်ရေးအားကစားနဲ့ဝိချခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတော့ boxing club တွေရှိမယ်နော် kickboxing နော်ရိုးရလက်ဝဲတွေရှိမယ်ဒါတွေကပေါ်ပါရင်ဘယ်ဘယ်မျိုးနယ်ရလဲတော့မသိဘူးနော် ဒါရန်ကုန်ကဆိုလို့ရှိရင်တော့ပေါ်ပါတခြားမြို့တွေမှာလည်းထိုက်လျှောက်တော့ရှိပါဒါပေမဲ့ရန်ကုန်ကရင်ပြည်နယ်အများဆုံးမန္တလေးပေါ့နော်ဒီဒီမှာပဲရှိတာရန်ကုန်ကရင်ပြည်နယ်အဲ့သုံးခုပဲရှိမှာတချို့ကနှစ်ပန်းလုံးညင်နေနော်နှစ်ပန်းလုံးညင်နေရှားနေရတယ်မှာတော့တိတ်မတွေ့ရအောင်ဆိုတော့ကျွန်တော်ကတော့အာမပေးပါဘူးသူလည်းပဲအားကစားဖြစ်ဖြစ်နော်ကောင်းပါတယ်လုပ်လို့ဆိုလို့ရှိရင်ဒါပေမဲ့ဂျေဂျေဆုတို့ပါကျွန်အန်နေများပါတယ်အခက်မသိရင်ကျိုးမှာနှစ်ပန်းလို့ဆိုတော့ဒူနီတောင်းမယ်နေဆုံးတော့မင်းနွေရက်တွေစော့ကုန်လိုက်မယ်နော်အဲ့လိုရှိတယ်ဆိုတော့ ဘောင်စင်နဲ့ရိုးရလက်ဝဲကိုကျွန်တော် suggest လုပ်ပါတယ်အထူးဖြင့်ဘောင်စင်ပေါ့နော်အသက်ကြီးရလို့ဆိုရင်ကျွန်တော်ဘောင်စင်ထိုးတင်မှာထိုးထိုးတင်တယ်30ကျော်40လောက်ဆိုရင်တော့ရိုးရလက်ဝဲကတော့ပူကျန်းတာကိုပူကျန်းတော့လူငယ်ရင်းနဲ့ကျွန်တော်ကျွန်တော်ကျွန်တော်အမြင်ပြောတာနော်ကျွန်တော်အမြင်ပြောတာဆို40ပတ်ဝန်းကျင်လူကြီးဆိုလို့ရှိရင်တော့အဲ့လိုမျိုးကျွန်တော်အကြံပြုတယ်ကျွန်တော်မြင်အောင်ပြောလို့ရှိရင်ရိုးရလက်ဝဲထိုးပြီးဝိတ်ချသွားရုပ်တော့ရဲမင်းနဲ့နော်ရဲမင်းနဲ့သူဆိုလို့ရှိရင်ဆရာလုံချောကလပ်မှာယူရလဝေချိုးပြီးပေါင်200 300လောက်ကြီးရနေပြီးတော့တိတ်တိတ်လေးဖြစ်အောင်ဝေးချသွားတာ နော်သူဆိုရင်အခုဆိုရင်သူ 5V E မှာတော့ဝင်ပြိုင်နေပါပြီနော်ကိုရမင်းပိသက်တွေရှိလို့ရှင်ဒီမှာသွားကြည့်ပါ 5V E မှာကိုရမင်းပါပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တာဘောင်စင်ကိုအကြံပြုပါတယ်လူငယ်ဆိုရင်ရိုးရလက်ဝိထိုးပါကောင်းပါတယ်နှစ်ခုစလုံးအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော် suggest လုပ်တဲ့အပိုင်းနော်နောက်တစ်ခုကပါလဲဆိုတော့ခင်ဗျားဝိတ်ချမယ်ဟာရိုးရလက်ဝိထိုးပြီးဝိတ်ချမယ်ဘောင်စင်ထိုးပြီးဝိတ်ချမယ်တနေ့ကိုဂျင်းကို၄ရက်လောက်သွားညကြတော့ ညစီကြော်စာတွေစအချိန်လွန်စာတွေစစင်းမရှိကမ်းမရှိတဲ့မှာကယ်လိုရီလည်းမထိခင်ဗျအဲ့ဒါဆိုရင်ဘာမှဖြစ်မှာမဟုတ်ပါဘူးဘာမှအကြောင်းမထူးပါဘူးเนาะဆိုရင်ဒါကိုလက်လှူရှာမှုကြောင့်ခင်ဗျချွေးထွက်မပေါ့ပါရှိရအောင်ရှင်ဝိတ်ကြမှာမဟုတ်ပါဘူးဆိုတော့ခင်ဗျရဲ့ target ကဝိတ်ချဖို့ဖြစ်တဲ့အတွက်เนาะရှင်သွားမယ်ရွေးရလဝိတ်ကစားမယ်เนาะဝိတ်ထွင်ရင်လေးအကြော့ကြီးများများအလေးနည်းနည်းနဲ့ဟလာအဲ့လိုလေးကစားမယ်ကာဒီယိုလေးနဲ့နည်းနည်းပါမျှတာပြီးအဲ့မှာကာဒီယိုကကစားကစားမှမပူနဲ့ရွေးရလဝိတ်ဆိုင်ကာဒီယိုကစားရနိုင်မယ်เนาะဆိုတော့ကာဒီယိုလည်း type lock ပါမယ်ပေါ့ဆိုတော့ ဲ့လိုစင်းမရှိကမ်းမရှိတောက်နေရဆိုလို့ရှိရင် မထူးပါဘူးစားနေရဆိုရင်မထူးပါဘူးတဲ့ညကင်းညနေဘက်ဂျင်းသွားပြန်လာမာလာရှန်ကောစားပြန်လာဟောဘောစားဆိုပြပါမထူးပြီးရက်လျောပင်မနဲ့ကွာဂျင်းမှာစဆိုတော့ပုံမှန်၅ခွက်လောက်တောက်နေဆိုနှစ်ခွက်လောက်ပဲတောက်ပါရတမဖြတ်ခိုင်းလို့မရဘူးလीနော်အဲဆိုတော့ ညာသေးဆောင်စာတွေနောက်ကျစာတွေစားတာရှောင်းမအထွေမြင့်ကယ်လိုရီနာအသီးရွက်เนาะကြဥပြုတ်ဒါမျိုးလေးရွေးစားပါကျွန်တော် personal trainer မဟုတ်ပါဘူးเนาะကျွန်တော်သိတဲ့အသီးနဲ့ရှင်းပြီးပြောတာဖြစ်တဲ့အတွက်ဝိတ်ချမယ်လို့ဂျင်းကစားတာပဲဖြစ်ဖြစ်အခုနပြောတဲ့တိုက်ခိုက်ရေးအားကစားတွေလုပ်တာဖြစ်ဖြစ်အစားတော့နေထိုင်မှာထိန်းရပါလိမ့်မယ်မထိန်းရင် first in ပဲလုပ်လို့เนาะ join ရမီး plan တွေဝယ်စားစားအခုပြောတဲ့ဂျင်းကစားကစားတိုက်ခိုက်ရေးအားကစားကစားဘာမှအကြောင်းမထူးလို့ပြောချင်ပါတယ်เนาะ ျွန်တော်တည်ရသလောက်တော့ wage wage ချတာပဲဖြစ်ဂျင်းဆော့တာပဲဖြစ်အဓိကတော့စီမီစီကန်တွေကိုလိုက်နာဖို့လိုပါတယ်စီမီစီကန်တွေကိုမလိုက်နာဘူးဆိုတော့အရင်လိုပြန်ဝလာမှာပေါ့နော်ဒါငမငမဲနဲ့ငမဲတော့ငမဲနှုတ်သီးကိုနှုတ်သီးဒါကလွှတ်တော့လွှတ်လွှတ်တော့ငမဲလို့ခေါ်မှာနော်အဲ့ကောင်ရဲ့နှုတ်သီးသူ့ရဲ့ပိတ်တဲ့ချိန်ကအချိန်လေးရနည်းနည်းနော်နော်ပိတ်တဲ့ချိန်တော့မဟုတ်ဘူးဗျဒါကြီးကိုတော်တော်ဝိတ်ပါဒါ 6ခန်းလားရေးသူကသူကငမန်းနဲ့ပိတ်တာ400ငမန်းဆိုတာငမန်းတော့နားထောင်းနော်အဲ့လတော့400လားအဲ့ဆိုနင်းနေတော့တော့နှုတ်သီးတော်တော့ရှိရဆိုအကောင်အရွယ်ဆားဆိုနင်းနေတော့တော့မဟုတ်တော့ပိတ်တဲ့ချိန်400ဆိုရဲအာကြီးရနားဟဲ့ဗီ400ပိတ်တာ400ပိတ်တာပိတ်တဲ့ချိန်400ခိုင်နေပြန်စောက်ချင်မှုဒီတော့ဒါတော့ရေလုံငန်းနဲ့ပတ်သက်ပြီးတော့အကျန်းတဝင်ရှိတဲ့မိတ်ဆွေတို့ပို့ပြီးတော့တိလိမ့်မယ်ဗျတိပီးတော့မာဒီနေ့ကိုယ်တိချက်တော့ခုတ်ကြည့် တိရမိတ်ဆွေရေးရင်လည်းအောက်ကောင်းမှမရေးပေးတော့ပါအောင်မြောက်ကျွန်တော်တို့တော့သိမသိဘူးပေါ့နော်ကျွန်တော်ကျွန်တော်တို့တွေ့ကတော့ဒါစိတ်နေတာပေါ့လွမ်းငမန်းနဲ့ကျွန်တော်နှုတ်သီးမှဒါမျိုးပါတာလေနှုတ်သီးမှပဲပါနှုတ်သီးကြပါဘာသာတစ်ချောင်းပြူပါဆောင်ရဲဆောင်ရဲအဲ့ဒါဒါရဲဒါရဲရှားပါရှားပါဒါတော့ ဒီကောင်เนี่ยဟုတ်ပြီဘုံလုံးတော့အစွဲဆုံးပုံစိုးသွားမှာနော်ဒီကောင်เนี่ยဟုတ်ပြီလောက်ထဲမှာနေရကောင်နော်အေးပြီလေတော့ဘာဘူးမအေးရောက်နေအေးရောက်နေဟိုဘာဒီဘာနေရတယ်အင်းလေအောက်အောက်ချီမှာပဲနေရကောင်ဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားတဲ့အကြောင်းအရာလေးဒီနေ့ဒီပုံမှာတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ထားနိုင်ပါလေခင်ဗျာအဆုံးထိရပါရတဲ့တယောက်ချင်းတိုင်းတို့လည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ Facebook တွေ team တွေဆက်ကြလို့လည်းအောက်အကောင့်မှာမှာရေးပေးတော့ပါဦးခင်ဗျာ